မင်္ဂလာပါခင်ဗျာကျွန်တော်အခုဖတ်ပြခြင်းနဲ့စာလေးကတော့ NLD ဘိုးအလုပ်အမှုဆောင်ကော်မတီဝင်ဦးဝင်းထိန်ရေးသားတဲ့ဗာကြီးအောင်ညားတဲ့ဆရာမင်းသူဝင်နဲ့ကျွန်တော်နောက်ခံဇလန်းအချင်းကျွန်တော်ရဲ့နောက်ခံအကြောင်းအရာလေးတွေကိုတင်ပြပါရစေကျွန်တော်ဟာမိထီလာမြို့နယ်တောင်လက် အလဲရွာကြီးရွာဟုစုဆယ်ကုန်းဆိုတဲ့ရွာလေးမှာ1940ခုနှစ်မှာမွေးဖွားခဲ့ပါတယ်ဖခင်ဟာမူလာရန်ကျောင်းအုပ်လထုံဖြစ်ပြီးမိခင်ကဒေါ်ခင်စုပါ1948ခုနှစ်မှာကျွန်တော်ဟာ6နှစ်သားအရွယ်ဖြစ်နေပါပြီမူလာရန်ကျောင်းရောက်တဲ့အချိန်မှာအခုကျွန်တော်ပြောခြင်းနဲ့ဇလန်းကအဲ့ဒီအရွယ်မှာ ြုံခဲ့ရတာပါအဖေဟာလာကုံရမှာမိထီလာမျိုးပညာအုပ်ရုံးမှာသွားပြီးလာကထုတ်ရပါတယ်ဘာကထုတ်ပြီးရွာပြန်လာတဲ့အခါကျတော့မြို့ကခောက်ဆွဲကျော်ကိတ်မုတ်စတဲ့အစားကောင်းတောက်ဖွဲ့တွေဝယ်လာလေးရှိပါတယ်အဖေဟာစာပေဝါရဏပါသူဖြစ်တော့စားကောင်းတောက်ဖွဲ့တွေနဲ့အတူအဲ့ဒီခက်ကထွက်တဲ့ဝတ္ထုစားအုပ်မဂ္ဂဇင်းအချို့ကိုလည်းဝယ်လာလေးရှိပါတယ်ကျွန်တော်က ထမတန်းအကြောင်းသားဆိုတော့စာချုပ်အောင်မဖတ်တတ်သေးပါဘူး။ဒါပေမဲ့အတိအကျစိတ်ရှိလို့ဖတ်ခြင်းပေမဲ့ဖေးဝယ်လာတဲ့ဝတ္ထုစာအုပ်တွေကိုမဖတ်နိုင်ပါ။မဂ္ဂဇင်းတွေကိုတော့လှန်လောပြီးအယုတ်ကြည့်ပါတယ်။အဖေးဝယ်လာလေးရှိတဲ့မဂ္ဂဇင်းကတော့ရှုမဝမဂ္ဂဇင်းဖြစ်ပါတယ်။ရှုမဝမဂ္ဂဇင်းဟာမြန်နှဖုံးမှာလှပတဲ့မိန်ကလေးပုံပကြီးတွေနဲ့ထုတ်လုပ်လို့ရှိပါတယ်။ ။များသောအားဖြင့်ပကြီးဆရာဦးကိုလေးရဲ့လက်ရာတွေဖြစ်လို့ကျွန်တော်စိတ်ဝင်စားပါတယ်။တလမှာရှင်မဝမဂဇင်းကိုလှန်လော့ကြည့်တဲ့အခါကျွန်တော်စိတ်ဝင်စားတဲ့ကဏ္ဍတစ်ခုကိုတွေ့ရပါတယ်။အဲ့ဒီကဏ္ဍကတော့ကတ်တွန်းကဏ္ဍပါ။အဲ့ဒီကတ်တွန်းကဏ္ဍမှာဇလန်းတစ်ပုဒ်တွေ့ရပါတယ်။အဲ့ဒီဇလန်းထဲမှာဇက်ကောင်လေးတစ်ယောက်ကကျွန်တော်နဲ့ရွယ်တူကျွန်တော်လိုပဲရောင်ပေစုနဲ့ကောင်လေးတစ်ယောက်သူနဲ့အတူ ဘဘူးဆရာတယောက်တို့ကိုတွေ့ရပါတယ်ဇလန်းကောင်းစဉ်ကိုတော့ကျွန်တော်ဖတ်နိုင်ပါတယ်ဘာကြီးအောင်ညာတယ်တဲ့နှစ်မျက်နှာသုံးမျက်နှာလောက်ရှိတဲ့ကတ်တွန်းဇလန်းမှာစကားပြောတာတွေစာသားတွေပါပါတယ်ကျွန်တော်အတိတ်ဝင်ဖတ်တတ်ပါဘူးဒါပေမဲ့အဖေကိုဖတ်ခိုင်းပါတယ်အဲ့ဒီဇလန်းဟာတလနဲ့ဇလန်းပြတ်မသွားပါဘူးနောက်တစ်နှစ်လဆက်ဖမ်းမှဇလန်းပြီးသွားတာပါဇလန်းကဒီလိုပါ ကောင်းလေးနာမည်ကမောင်ခွေးဘဘူးဆရာကြီးနာမည်ကဘာကြီးအောင်ဖြစ်ပါတယ်။ဘာကြီးအောင်ကအယုတ်ကလေးတရုတ်ကိုဘဘူးထုနေတာပါ။မောင်ခွေးလေးကဘာကြီးအောင်ကိုမေးတဲ့အခါဘာကြီးအောင်ကနတ်သမီးရုပ်ရအောင်ထုနေတဲ့အကြောင်းပြောပါတယ်။မောင်ခွေးလေးကသူ့လိုချင်ပါတယ်လို့ဘာကြီးအောင်ကိုပြောပါတယ်။ဘာကြီးအောင်ကလွယ်လွယ်ပဲမင်းတီဘဘူးရုပ်ကိုလိုချင်ရင်ပတ်စံတစ်ချက်နဲ့ရောင်းမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီကကဘုဂျုံအောင်ဆန်းကောင်းဆောင်ပြီး လက်လက်ရေးကျိုးပန်းနေတဲ့ကာလဖြစ်ပြီးစစ်ပီးစာမြန်မာပြည်ပြန်ရောက်တဲ့အင်္ဂလိပ်အစိုးရအုပ်ချုပ်နေတဲ့ကာလဖြစ်ပါတယ်။သုံးနဲ့ငွေကြေးစနစ်ကလည်းခုခေတ်လိုကြက်ပြားမဟုတ်သေးပါဘူး။တပြားတမဲဓမှုတမတ်ငါးမှုနဲ့တကြက်စတဲ့ငွေကြေးစနစ်တွေပါ။မောင်ခွေးလေးကိုသူ့အမေကတနေ့ကိုမဟုတ်ဘူးတပြားပေးပါတယ်။မောင်ခွေးလေးစဉ်းစားပါတယ် ။တကြက်မှာ64ပြားရှိတော့သူ64ရက်မုံမစားပဲစုမယ်။ဒါဆိုရင်မာဒီအောင်ရဲ့အယုတ်ကလေးဝယ်လို့ရပြီ။ဒါကြောင့်သူဟာမုံမစားပဲပတ်စံစုမယ်လို့ဆုံးဖြတ်ပြီးမာဒီအောင်ကိုအဲ့ဒီအယုတ်ကလေးကျွန်တော်ဝယ်မယ်။တနေ့တပြားစုရမှာမဟုတ်လို့64ရက်စုမှတကြက်ရမှာပါ။ဒါကြောင့်တကြက်ပြင်ကျွန်တော်ပေးပါကျွန်တော်ပေးပါမယ်လို့ဘာကြီးအောင်ကလည်းကောင်းပြီဆိုတဲ့အတွက် မောင်ခွေးလေးကပတ်စံစဆုပါတော့တယ်မောင်ခွေးလေးကဗာဒီအောင်ထုတဲ့အယုတ်ကလေးကိုလိုချင်စုံနဲ့နေတိုင်းလိုလိုဗာဒီအောင်ပဘူးထုတာကိုလာကြည့်လေရှိပါတယ်တည့်ရတခြားယုံလုံးလေးပေါ်လာတာကိုလည်းမောင်ခွေးလေးကကြည့်ပြီးသဘောကျနေတာပေါ့မောင်ခွေးလေးပတ်စံစုတာပြား90ကျော်လာပါပြီဗာဒီအောင်ရဲ့ပဘူးယုတ်ကလေးလည်းပြည့်ပြည့်လာပါပြီမောင်ခွေးလေးကလည်းသူ့လိုပါပြည့်တော်မှာမဟုတ် ဝမ်းသာနေပါတယ်။ဒါပေမဲ့တနေ့တော့မြို့ပေါ်ကအရာရှိကြီးတယောက်ကမြို့ပိုင်လို့ခေါ်တဲ့ထင်မရဲသူတို့နေကိုနေလက်ရောက်ရှိလာပါတယ်။ရောက်ရှိလာရင်လည်းအမှုဇာတိထူထားတဲ့နတ်သမီးရုပ်ကလေးကိုမြင်သွားပါတယ်။ဒီနတ်သမီးရုပ်ကိုမြို့ပိုင်ကြီးကလိုချင်တယ်ဆိုလို့ဘာကြီးအောင်ကနတ်သမီးရုပ်ကလေးကိုအချောကင်ပြီးရောင်းပေးလိုက်ပါတယ်။အဲ့ဒီလိုပေးလိုက်တဲ့အခါပတ်ဆိုင်ရလားမရလားကျွန်တော် မမှတ်မိတော့ပါဘူးညနေပိုင်းဧသေရီပြန်သွားလို့မောင်ခွေးလေးရောက်လာတဲ့အခါဗာဒီအောင်ထုထားတဲ့နတ်သမီးရုပ်ကလေးမရှိတော့တဲ့အကြောင်းသိလိုက်ရပါတယ်ဗာဒီအောင်ကတော့ကလေးကိုလွယ်လွယ်ကူကူပေးထားတဲ့ကလေးကိုမေ့သွားပြီးပေးလိုက်ဟန်တူပါတယ်မောင်ခွေးလေးဟာဝမ်းနဲ့ပက်လက်ဖြစ်သွားပြီးအိမ်ပြန်သွားပါတယ်နောက်နေ့ကအစပြီးတော့မောင်ခွေးလေးဟာ ဝမ်းနေကြည်ကွဲတဲ့စိတ်နဲ့မစားနိုင်မအိနိုင် ဖြစ်သွားပြီးအိရာပေါ်လဲသွားပါတယ်ပြန်မထနိုင်တော့ပါဘူးနောက်ရက်အနေငယ်အကြာမှာတော့မောင်ခွေးလေးဟာကွယ်လွန်သွားပါတယ်မကွယ်လွန်မီမှာတော့မောင်ခွေးလေးကဗာဒီအောင်ညားတယ်ဗာဒီအောင်ညားတယ်ဆိုတဲ့ဇာတ်တွေကိုတွတ်တွတ်ရွံ့ရင်းနဲ့အသက်ကုန်သွားပါတော့တယ်အဖေကအဲ့ဒီဇလန်းတူလေးကိုသုံးလလုံးလုံးကျွန်တော်က စိတ်ရှည်လက်ရှိဖတ်ပြပါတယ်။နောက်ဆုံးအခန်းရောက်တဲ့အခါကျွန်တော်ကိုယ်တိုင်ကလည်းဝမ်းနည်းစိတ်နဲ့မျက်ရည်တွေကျလာပါတယ်။အဖေကမြင်တော့အံ့ဩလို့အဖေကပြောပါတယ်။သားရဲ့ဒါကစိတ်ကူးရင်ဇလန်းလေကွာ။တကယ်အဖြစ်ပြက်နေမှမဟုတ်ပဲ။ဆိုပေမဲ့ကျွန်တော်ကတော့မျက်ရည်မထိနိုင်ခဲ့ပါ။ဇလန်းကိုဖန်နီးသူဆရာမင်းသူဝင်ကိုရောဇလန်းကိုပုံဖော်တဲ့ ပကြီးကတ်တန်းစရာဥပကြီးကိုပါဆွဲဆွဲမြဲမြဲမှတ်မိနေပါတယ်အသက်ကြီးလာတဲ့အခါမှာလဲအဲ့ဒီနာမည်နဲ့သချင်းတစ်ပုတ်ပေါ်လာတာကိုကျွန်တော်သိနေပါတယ်ဆရာကြီးနဲ့အန်ဒယ်ဒီဒီလိုနဲ့ကျွန်တော်ဟာဘဝတန်းစရာမှာကျင်လည်ရင်းဆရာမင်းသူဝင်ရဲ့ကြ བྱ ာတွေနဲ့ပူရင်းနှိလာပါတယ်ဆရာကြီးဟာတက်ကတော်မှာမြမသာဆရာလုံရင်း အင်္ဂလန်နိုင်ငံ Oxford တက္ကသိုလ်မှာပညာသင်ကြားခဲ့တဲ့အကြောင်းဗာဒီအောင်ညာရဲဆိုတဲ့ဇာတ်လမ်းပေါ်လာစရာနောက်ခံဇာတ်လမ်းတွေကိုလည်းတဆင့်ကြားခဲ့ရပါတယ်။မှန်မမှန်တော့မသိပါဘူး။ကျွန်တော်အထက်တန်းပညာသင်ပြီးတော့တက်သေးကိုရောက်တက်ကထွက်ရပြီးတော့စီဝါရီသမားလို့စီဝါရီသမားဘဝကနေနိုင်ငံကြီးရည်ရင်ကြောတဲ့မျောပါခဲ့ပါတယ်။1990ခုနှစ် ရွေးကောက်ပွဲလို့တော့ကျွန်တော်ထောင်ထဲမှာပါအဲ့ဒီရွေးကောက်ပွဲမှာဆရာကြီးမင်းသူဝင်းဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ကိုစားပြုပြီးမြို့နယ်တစ်ခုမှာအရွေးခံရတယ်ဆိုတာထောင်ထဲကနေကြားမိလို့ဝမ်းသာရပါတယ်ဒါပေမဲ့နဝတအစိုးရကဂရိမတီပဲအာနာမလွှဲခဲ့လို့ဆန္ဒပြလှုပ်ရှားမှုတွေပေါ်လာတဲ့အခါအရွေးချေခံကိုယ်စားလှယ်များကိုရာနဲ့ချီပြီး ဖန်စီထိန်သိမ်းပါတယ်။ကျန်တဲ့ကိုယ်စားလှယ်များကိုတော့ဖီအားပေးထွက်ခိုင်းတဲ့အခါမှာဆရာကြီးမင်းသူဝင်လဲပါသွားခဲ့ပါတယ်။ဒါတွေကကျွန်တော်ထောင်ထဲမှာကြားရတဲ့သတင်းတွေပါ။1995ခုနှစ်မှာကျွန်တော်ထောင်ကလွတ်တော့ကျေကျုပ်ကလွတ်လာတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ယုံမှာလှူအားပေးခဲ့ပါတယ်။အဲဒီလိုလှူအားပေးရင်တော့ဒေါအောင်ဆန်းစုကြည်စီကိုလာတဲ့ဧည့်သည်တွေ လူကြီးလူငယ်အဖွဲ့အစည်းနိုင်ငံသားသားများနဲ့တန်တမန်များကိုဒေါ်စုနဲ့တွေ့ဆုံစကားပြောနိုင်အောင်ကျွန်တော်စီစဉ်ပေးရပါတယ်။အဲ့လိုစီစဉ်ပေးခဲ့တဲ့သူတွေထဲမှာဆရာကြီးမင်းသူဝင်လဲပါပါတယ်။ဆရာကြီးကအရက်ထောင်ထောင်မောင်းမောင်းအသားညုံညုံနဲ့မွန်ရီတဲ့ရုပ်လက္ခဏာရှိပါတယ်။သူ့သားအခုသမရဟောင်းကိုထင်ကျော်နဲ့လည်းရုပ်ချင်းဆင်ပါတယ်။ကျွန်တော်ကကုမ္ပဏီဘက်ကတင်ပြချက်တွေကို စမှုတင့်နဲ့ဆွေးနွေးတဲ့အခါသူဦးထင်ကျော်ကစီမံဘဏ္ဍာဝန်ကြီးဌာနကိုသာလာဆွေးနွေးတဲ့အတွက်သိကျွမ်းခင်မင်ခွင့်ရခဲ့တာပါနောက်ပိုင်းသူရောသူဇနီးဒေါ်စုစုလွဲမှာဒေါ်အောင်ဆန်းစုကြည်ရဲ့အတွင်းစီးကိုရောက်လာတဲ့အခါပူပြီးခင်မင်ရင်းနှီးလာခဲ့ပါတယ်ဂျီနတ်ဝမ်းမြောက်မိခြင်းဆရာကြီးမင်းသူဝင်နဲ့ဒေါ်အောင်ဆန်းစုကြည် စကားပြောတဲ့အခါမှာကျွန်တော်အနားမှာမရှိပါဘူး။ဆရာကြီးနဲ့ဒေါ်စုစကားပြောတဲ့နေရာဟာဒေါ်စုရဲ့အင်အောက်ထက်နောက်ဖက်ခန်းအဲ့ဒီတုန်းကထမင်းစားခန်းနောက်ဥကိုနီရဲ့အိမ်ခန်းလှုပ်ထားတဲ့နေရာမှာနှစ်ယောက်တည်းစကားပြောနေကြတာပါ။ခဏနေတော့ကျွန်တော်ကိုဒေါ်စုကခေါ်ပါတယ်။သူတို့စကားပြောတဲ့ထမင်းစပွဲဝိုင်းမှာဝင်ထိုင်ခိုင်းပြီးကျွန်တော်ကိုဆရာကြီးနဲ့မိတ်ဆက်ပေးပါတယ်။ဒေါ်စုရှင်းမို့ဆရာကြီးကို စကားရှိရှိဝေးဝေးမပြောဖြစ်ပါဒါပေမဲ့စိတ်ထဲမှာတော့ကျွန်တော်ငယ်စဉ်ကဖတ်ခဲ့ရတဲ့ဘာကြီးအောင်ညားတယ်ဆိုတဲ့ဇလန်းကြောင့်ကျွန်တော်၆နှစ်သားနဲ့မြေကြီးကြခဲ့မှုတဲ့အကြောင်းပြောခြင်းနေခဲ့ပါတယ်ဒါပေမဲ့မပြောဖြစ်ခဲ့ပါကျွန်တော်တို့သုံးယောက်စကားပြောရင်းနဲ့ဒေါ်စုကကျွန်တော်ကိုစာရဲတွေ့ရထိုးပြလိုက်ပါတယ်။စာကဒေါ်အောင်ဆန်းစုကြည်ကိုလိမ့်မူပြီးတော့ဆရာကြီးမင်းသူဝင်လက်မှတ်ထိုးထားပါတယ်။စာကအတူတူလေးပါ အကြောင်းအရာကတော့တိုးတိုးတင်ပြရရင်ကျွန်တော်အားမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့ဝင်အဖြစ်ပြန်လည်လက်ခံပါရန်လို့သဘောပါတယ်စာပါအဲ့ဒီစာနဲ့ပတ်သက်လို့ဒေါ်စုဘလို့ခံစားရလဲတော့မသိပါကျွန်တော်ကတော့ဝမ်သာပီတီဖြစ်မိပါတယ်နောက်ပိုင်းတော့ဒေါ်စုဟာဆရာကြီးမင်းသူဝင်ဦးကြီးမောင်ရန်ကုန်တက္ကသိုလ်ဗမာကချုပ်ဟောင်းဒေါက်တာသာလာတို့ကိုဖိတ်ကြားပြီးလူကြီးစကားဝိုင်းကျင်းပါလိမ့်ရှိပါတယ်သူတို့စကားတွေဟာကြားရတဲ့သူတွေအတွက် အင်မတန်တမိုးရှိတဲ့ဇာတ်တွေပါအဲ့ဒီဇာတ်ပိုင်းတွေကိုတော်စုအလွန်သဘောကျပါတယ်1996ခုနှစ်မေလမှာကျွန်တော်ထပ်အဖမ်းခံရပြန်ပါတယ်ဒီတစ်ခါကတော့14နှစ်ပါထောင်ထဲကိုရောက်သွားတဲ့အခါကျတော့ပြင်ပနဲ့အဆက်အသွယ်ပြတ်သွားပါတယ်ထောင်ထဲမှာနေစဉ်ဆရာကြီးမင်းသူဝင်ပွဲလွန်သွားတဲ့အကြောင်းဝမ်းနည်းစွာကြားလိုက်ရပါတယ် ဆရာကြီးဟာတက်ရှိထင်းရှားရှိနေစဉ်ကအကုသို့နဲစွာနဲ့ဘဝကိုဖြတ်သန်းခဲ့သူ ဖြစ်တဲ့အတွက်ဆရာကြီးမင်းသူဝင် ကောင်းရာသူပရိလာမှာပဲလို့ယုံကြည်မိပါတယ်။ဝင်းထိန်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။